ဒုတိယမြောက်အကယ်ဒမီဆူရအောင်လို့တရုတ်ဆောင်နေပေမယ့်ရုံမထွက်နိုင်တဲ့ item ချဝေဖန်ခံနေရတဲ့နေဝင်နေဝင်ကတော့ပထမဆုံးရိုက်ကူးတဲ့ရုပ်ရှင်နဲ့တင်အကယ်ဒမီဆူကြီးကိုရှာယူလိုက်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဝေဖန်မှုများစွာရရှိခဲ့ပေမယ့်လေနေဝင်ဟာအောင်မြင်မှုတွေဇက်တိုက်ဆိုသလိုရှာယူလာနိုင်ခဲ့တာပါ။ဒါပြင်အခုဆိုရင်နေဝင်ဟာရုပ်ရှင်ဇာတ်ကားအများဆုံးရိုက်ကူးနိုင်တဲ့မင်းသားတစ်လက်ဖြစ်လာခဲ့ပါပြီ။ရုပ်ရှင်ရောကိုကန်ထရိုက်ဆွဲထားတယ်လို့တင်စားခံရတဲ့မြင်းမြက်ကိုအမိလိုက်ခါဇာတ်ကားတွေဇက်တိုက်ဆိုသလိုရှာယူနေရတာပါ။ဒီနေ့ထဲမှာဆိုလေနေဝင်ရဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေက ကမော်လိုပေါအောင်ကိုမှပေါများနေတာပါလာမေဘတ်ထဲမှာလေနေဝင်းရဲ့ရုပ်ရှင်စကားကြီးတကားကပြသတော့မှာပါပြောတဲ့ဆိုရဲရုပ်ရှင်စကားကြီးကိုရုပ်တင်တော့မှာဖြစ်ပါတယ်ပြောတဲ့ရုပ်ရှင်စကားကြီးမှာနေဝင်းအေးဝေးရီတောင်ခင်ဝင်းဝါတို့ကအဓိကပါဝင်တည်ဆောင်ထားကြတာပါမြမရိုးရာရှင်ပြူပွဲကြီးရဲ့တလေးရိုးရာတွေကိုဂုံပြူကတင်ဆက်ပေးထားတာဖြစ်ပါတယ် ါပြင်အကယ်ဒမီကဲဖြတ်တိုင်းတွေကြိုက်တွေ့တဲ့ရုပ်ရှင်ဖြစ်တာမလို့အကယ်ဒမီအတွက်လည်းမျှော်မှန်းလို့ရှာတာဖြစ်ပါတယ်။နေဝင်တွေနောက်ထပ်အကယ်ဒမီတစ်ခုရရှိဖို့အတွက်အခွင့်အရေးတွေများလို့နေကြပါတယ်။ပြောတဲ့ရုပ်ရှင်မှာနေဝင်ကအဓိကစက္ကန့်ဖြစ်တယ်လို့အကယ်ဒမီအတွက်မျှော်မှန်းထားရပါပြီ။ဒါပေမဲ့ပြောတဲ့ရုပ်ရှင်ကိုကြည့်လိုက်ရသူတွေကတော့နေဝင်ရဲ့ item ကိုစိတ်ပြတ်လို့နေကြတာဖြစ်ပါတယ်။နေဝင်ရဲ့ item တွေကစက္ကန့်နမေတာပြောင်းသွားပေမယ့် item ကတော့မပြောင်းလဲတာဖြစ်နေတာပါ။ item တွေကထက်နေတဲ့ပြင်နေဝင်ရဲ့ဝတ်စားပုံကိုလည်းညီငွေ့နေကြပြီဖြစ်ပါတယ်။နေဝင်ကသမင်းရှိပုံစံနဲ့ အနုပညာလောကတွေကိုဝင်လာခဲ့တာပါ။စပင်ကိုပြောင်းသိမ်းဟာကျုံဟင်းနဲ့တူရဲဆိုပြီးတော့အားပေးခဲ့ကြတာပါ။ဒါကြောင့်မလို့နေဝင်းကလည်းစပင်ရှေ့ကိုမညက်ပြပေးစကားတိုင်းမှာအခုလိုပုံစံနဲ့သာတည်ယူဆောင်လို့နေတာပါ။ ဟာသစကားတွေမှာလည်းသပင်ရှည်နေလူမိုက်အိုက်တင်ဖြစ်နေသလိုလူမိုက်စကားမှာဆိုရင်လည်းသပင်ရှည်ဒရမာစကားမှာဆိုရင်လည်းသပင်ရှည်ရလို့ဖြစ်နေတဲ့တွေ့အားလုံးကဝေဖန်နေကြတာပါနေဝင်းရဲ့အိုက်တင်တွေကိုပုံမှန်မြင်နေကြလို့မဟုတ်ဘဲပြောင်းလဲတာမျိုးတွေမြင်စေချင်ပါတယ်နေဝင်းကအိုက်တင်ပြောင်းလဲမရှိလာပြီမေအကယ်ဖြစ်တိုင်းတွေကနေဝင်းကိုဆိုရင်တော့စိုက်နေသက်လုံးတဲ့တွေ့ကယ်ဒမီတာမှပေးထားတာပါဒါကြောင့်မလို့ဒုတိယမြောက်ကယ်ဒမီစုကိုလည်းမကြခင်မှာရနိုင်တယ်လို့အမှုပညာရှင်ချင်းချင်းကခန့်မှန်းထားကြတာပါဒေဒေကျဲထိတ်တဲမင်းသမီးမင်းသားတွေက ဘေးစကားကိုမစိုး ID မျိုးစုံနဲ့တရုတ်ဆောင်နိုင်ပေမဲ့နောက်တက်ဂျူနီယာတွေဖြစ်တဲ့နေဝင်းတို့က ID ကိုမကစားနိုင်တဲ့အတွက်ဝေဖန်ခံနေရတာပါနေဝင်းနဲ့အတူတူမင်းမြင့်မို့ကလည်း ID ကိုမပြောင်းနိုင်တဲ့အတွက်ဝေဖန်ခံနေရတာဖြစ်ပါတယ်မင်းမြင့်မို့ကလည်းစကားတိုင်းလိုလိုမှ ID ကိုတမျိုးရင်းသာတရုတ်ဆောင်နေတဲ့အတွက်သဘောမကျတဲ့သူတွေကများနေကြတာပါနေရာလုံးကတနစ်ထဲမှာအမျိုးသားဆက်ဖို့စုနဲ့အမျိုးသမီးဆက်ဖို့စုကိုရရှိထားကြတာဖြစ်တယ်လို့ဝေဖန်ခံရတော့လေတူတူဖြစ်နေတာပါဒီနေ့ထဲမှာလည်းမင်းမြင့်မို့ကနေဝင်းနဲ့ရုပ်ရှင်စကားတွေကိုစေကားချက်မနေရှိလို့နေတာပါ ။ပြည်သက်ကြီးရောနေဝင်းရဲ့ ID နဲ့တရုတ်ဆောင်မဏိဘောမှာသဘောကျလားဆိုတဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။အဆုံးဒီကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေနှစ်ပညာရှင်တွေတရီးနေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတောင်းမြတ်တာစကားလေးလက်ဆောင်ပါရင်ဒီနေ့ဗီဒီယိုလေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။